မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့သိမ်းတိုက်ပွဲမှာကလေးခဲပြည်သူ့ကာကွယ်အဖွဲ့ဘက်ကလည်းဝင်းရောက်တိုက်ခတ်ခဲ့ပြီးတော့တော်လိုင်းရဲဘော်တို့အသက်ပေးလူခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖလန်းမြို့သိမ်းတိုက်ပွဲအတွင်းမှာကလေးခံပြည်သူ့ကာကွယ်အဖွဲ့ပကဖယုံအထုတိုက်ခိုက်ရေးနဲ့လက်ယုံတပ်ဖွဲ့ကလေးခံပြည်သူ့ကာကွယ်အဖွဲ့ပကဖယုံ drone team wings of ကလေးနဲ့ ကလေးမျိုးနယ်မြို့ပြစီမံချက် UG တပ်ဖွဲ့တို့ဟာ2024ခုနှစ်ဇူလိုင်လကစတင်ပြီးတော့ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့တိန်တိုက်ပွဲအတွက်ချင်းညီနောင် CP အဖွဲ့နဲ့အတူလေ့ကျင့်ပြင်ဆင်ခဲ့တယ်လို့သိရပါဗျ။ချင်းညီနောင်တော်လိုင်းပူပေါင်းတပ်ဖွဲ့များဟာချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ ဖလန်းမျိုးကိုမြို့သိမ်းတိုက်ပွဲအဖြစ်နဲ့ချင်းချင်းနောင်စီပီပူပေါင်းတပ်ဖွဲ့နဲ့အတူအခြားသောပူပေါင်းမဟာမိတ်တပ်ဖွဲ့များနဲ့အတူ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ပြီးတော့ထိုးစစ်ဆင်တက်ခတ်ခဲ့တယ်လို့သိရပါတယ်ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမျိုးမှာရှိတဲ့ခလာရနေ6ရက်တပ်အထိုင်တပ်ဟာအကြမ်းဖက်စစ်ကောင်စီရဲ့ဗျူဟာမှုအဆင့်ထိုင်ပြီးတော့ကိုကဲတဲ့တပ်အထိုင်ဗျူဟာကုန်းဖြစ်ပြီးတော့ဖလန်းမျိုးဟာချင်းပြည်နယ်မြို့တော်ဟာခါမြို့နယ်သခိုင်းတိုင်းရဲ့ဒုတိယအကြီးဆုံး စစ်ဌာနချုပ်ဖြစ်တဲ့ကလေးမျိုးဒေတာကိုကေရေးစစ်ဌာနချုပ်ဒါကာစာအထိုင်နှစ်ခုကြားထဲမှာမြေပြင်ဆက်သွယ်ရေးထောက်ဖို့လမ်းကြောင်းများမှာအဓိကခရာကျတဲ့မျိုးလဲဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဖလန်းမျိုးဒိတ်တိုက်ပွဲမှာကလေးခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ပကဖအထူးတိုက်ခိုက်ရေးနဲ့လယုံတပ်ဖွဲ့ကဒဏ်ရာရရဲဘော်၁၀ဦးပြည်သူ့အထွတ်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတဲ့ရဲဘော်၃ဦးနဲ့ကလေးမျိုးနယ်မျိုးပြစီမံချက် UG တပ်ဖွဲ့ကဒဏ်ရာရတဲ့ရဲဘော်၉ဦးတို့ပေးဆက်ခဲ့ရတယ်လို့သိရပါတယ် ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့ကိုမြို့သိမ်းတိုက်ပွဲအဖြစ်နဲ့ချင်းညီနောင်စီပြီးစစ်စင်ရေးအဖွဲ့နဲ့အခြားသောပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနဲ့အတူ2025ခုနှစ်အပိလ10ရက်နေ့မှာအပိပိုင်တိမ့်ပိုင်နိုင်ငံချင်းဖြစ်တယ်လို့သိရပါဗျ။စစ်အာဏာရှင်အမြင့်ပြတ်ချင်းမုံကြီးအတွက်ဆင်နွှဲနေတဲ့ຫນွေဦးတော်လန့်ရေးမှာအဆုံးထိတိုင်းမဆုံးမနစ်သောဇွဲနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်ကြီးဌာန MOD ရဲ့လက်အောက်မှာမဟာမိတ်တပ်ရင်းတပ်ဖွဲ့များနဲ့အတူပူးပေါင်းပြီးတော့ဆောင်ရွက်ပြီးတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကလေးခရိုင်ပြည်သူ့ကော်မတီအဖွဲ့ကဂရီးသစ္စာပြုထားတယ်လို့သိရပါဗျ။ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့မြို့သိမ်းတိုက်ပွဲကိုပါဝင်ပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့တရင်တပ်ဖွဲ့အသီးသီးကတိုင်းပြည်နယ်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်။ပြည်သူရဲဘော်များအားလုံးကိုလည်းကိုယ်စိတ်နှလုံးအသွေးသားတွေကမကြမ်းလေးစားစွာနဲ့လေးပြုဂုဏ်ပြုအပ်ပါကြောင်းကလေးခရိုင်ပြည်သူ့ကော်မတီအဖွဲ့ကကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်နဲ့ဘကိုးတိုင်းရေတာရှိန်မြို့နယ်တို့မှာ33ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးတော့ဒုတက်ရဲမှူးတိမ့်တန်းအပါဝင်စစ်သား88ဦးသေဆုံးခဲ့ပြီးတော့စစ်သား3ဦးအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ26ရက်နေ့မှာတန်တောင်ကြီးမြို့နယ်ရှမ်းလေပြင်စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကပိတ်ဆို့ထားခဲ့ရာဖေဖော်ဝါရီလ9ရက်နေ့မှာကြေကတော်စစ်ကောင်စီတပ်စခန်းက ရှမ်းလေပြင်းတပ်စခန်းကိုအင်အား30ကျော်ပါတဲ့စစ်ကူစစ်ကြောင်းထွက်လာတဲ့အတွက်နေပြည်တော်တိုင်းစစ်ဌာနတိုက်ရင်106 KNL တပ်မဟာနှင့်အထူးတိုက်ရင် KNDO တပ်ခွဲ၄တို့ကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာခလာရ29တိုက်ရင်ကဒုတက်ရင်မှုတိမ့်တန်းအပါဝင်စစ်ကောင်စီတပ်သား16ဦးတိုက်ဆုံခဲ့ပြီးတော့လက်နက်ငယ်တချို့နဲ့ ခရယံများတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။မတ်လတရက်နေ့မနက်10:00နာရီကမှနေပြည်တော်ပြင်မနာမြို့နယ်တောင်မြင့်ရွာမကြေးရွာတဲကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနေပြည်တော်တိုက်စစ်ဌာနတပ်ရင်း900တဲတပ်ရင်း804တပ်ရင်း800ခွန်တပ်ရင်း800 RDC စစ်ကြောင်းတန်တော်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့နဲ့ KNDO တပ်ဖွဲ့တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ရာနေ့လယ်ဆန္ဒနာအထိတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။မတ်လ23ရက်နေ့ညနေ9:00နာရီမှာနေပြည်တော်ကနေဆင်းလွတ်တဲ့စစ်ကောင်စီရဲ့တပ်မ88လက်အောက်ခံ တက်အင်အား300ခန်းဟာအင်အား100ခန်းစီပေါဝင်တဲ့စစ်ကြောင်း3ကြောင်းဖြတ်ပြီးတော့ရင်းနီမြို့နယ်မိဤကလေးကျေးရွာအနီးကိုဝင်ရောက်လာတဲ့အတွက်နေပြည်တော်တိုင်းစစ်ဌာနချုပ်တက်ရင်900တင်တက်ရင်800လေးတက်ရင်800ခေါ်တက်ရင်800ရှစ် RTC စစ်ကြောင်းတန်တော်မြောက်ပိုင်းအထုဒေသတပ်ဖွဲ့နဲ့ KNDO တပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ခုခံတိုက်ခိုက်ခဲ့ရာညနေ6နာရီအထိကိုတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ မတ်လ24ရက်နေ့မနက်၈နာရီကနေ၁၇နာရီထိရေဒါရှင်မြို့နယ်ဗောဒီကုန်းကြီးပါအနီးမှာအင်အား300ခန့်ပါတဲ့စစ်ကောင်စီတပ်ကအင်အား100ပါတဲ့စစ်ကြောင်း3ကြောင်းပြန်ခွဲပြီးတော့ရှေ့တိုးလာခဲ့ရာပူပေါင်းတပ်များနဲ့ထိပ်တွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စီး MI-35 တစ်စီးကိုအုံပြပြီးတော့ဘုံကျဲချင်း 0.8မော်တာတနက်များနဲ့ပြစ်ခတ်ခြင်းများကိုစောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ Jet Fighter နဲ့ဘုံကျဲတဲ့အချိန်မှာတောင်ရမီးခိုးများထူပြောနေတဲ့အချိန်ဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သားများအပေါ်မှာ Jet Fighter ကမှာရင်ပြီးတော့တကြိမ်ဘုံကျဲခဲ့တယ်လို့ပြောဆိုထားပါတယ်။ Match လ25ရက်နေ့မနက်9:00နာရီကနေ10:00နာရီအထိရင်းနှီးမြို့နယ်ကျိုးချောင်းကြီးရွာအနီးမှာစစ်ကောင်စီတပ်သားအင်အား600ခန့်နဲ့ထပ်မံပြီးတော့စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်အသင့်ရောက်ရှိနေတဲ့ပူးပေါင်းတပ်များနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ ်မတ်လ30ရက်နေ့ညနေ4နာရီကနေ6နာရီအထိတန်တော်မြောက်ပိုင်းမြောင်နှမ်းချိုကြီးရွာအနီးကိုအင်အား800ခန့်နဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပူးပေါင်းတပ်ဖွဲ့များကအသက်ဆောင်ဆိုင်ပြီးတော့တိုက်ခတ်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။အပိလ2ရက်နေ့နေ့လယ်7နာရီကနေမွန်းလယ်2နာရီခွဲအထိကိုတန်တော်မြောက်ပိုင်းရွာတိုင်းရှိကြီးရွာကမြောင်နှမ်းချိုကြီးရွာကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်သားများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ နေပြည်တော်ကဆေးလွတ်လိုက်တယ်တမ88လက်အောက်ခံစစ်တပ်စစ်ကြောင်းတယ်နေပြည်တော်တိုင်းစစ်ဌာနတရရန်900တရရန်804တရရန်800ခွန်တရရန်808 RDC စစ်ကြောင်းတန်းအောင်မြောက်ပိုင်းအထုဒေသတပ်ဖွဲ့ KNDO တပ်တို့ကြား33ရက်အတွင်းမှာပြင်းထန်တဲ့တိုက်ပွဲ6ကြိမ်နဲ့ကာကဲအတွင်းအသေးစားတိုက်ခိုက်မှုများအချိန်ကြီးဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားရာနေရာကိုနေနေရှင်းလင်းတဲ့အချိန်မှာစစ်သားအလောင်း62လောင်းနဲ့လက်နက်ခဲအချို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ဒါပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်100ကျော်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သား3ဦးဟာလည်းလက်နက်ခဲအချို့နဲ့အတူအလင်းဝင်လာတယ်လို့သိရပါဗျ။တော်လိုင်းပူပေါက်တပ်ဖွဲ့ဘက်ကလည်းတိုက်ရင်104ကရဲဘော်ကြားလေး ပေါင်နဲ့ချောင်းကြီဖောက်ဝင်တန်ရာရရှိပြီးတော့ KNDO ရဲဘော်တို့လည်းလမောင်းကျွတဲ့တန်ရာ KNDO ရဲဘော်တို့က79ကြီထိပြီးတော့နှကန်းပြက်ရှာတန်ရာတရင်ရှိရခုံကရဲဘော်အားတဲ့ခြေချင်းဝမှာကြီးစံထိမှန်အယိုးကြီးတန်ရာအသေးသေးရရှိခဲ့တယ်လို့သိရပါဗါးအခုချိန်မှာရန်သူစစ်ကောင်စီဘက်ကအပြစ်ခတ်ရဆဲချောင်းထုတ်ပြန်ထားတော့လေတကယ်မြေပြင်မှာတော့စစ်ကြောင်းများအင်အားဖြည့်တင်းခြင်းမြေပြင်စစ်ကြောင်းထုတ်တိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်း drone များနဲ့ဘုံကျဲခြင်း လေချောင်းကနေပြီးတော့ဘုံကျဲချင်းများကိုနေစဉ်နဲ့အမြအမြဲမပြတ်ပဲနဲ့လှုပ်ဆောင်ရရှိတယ်လို့နေပြည်တော်တိုင်းစစ်ဌာနချုပ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ထီထဗျူဟာဂုံးမှာတိုက်ပွဲဖြစ်ပွားပြီးတော့အချက်မဲ့ဆက်တက်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ73ရက်နေ့ကစတင်ပြီးတော့ထိုင်းမြန်မာနယ်စပ် ထီခီလန်တောင်ကျောင်းမှာရှိတယ်အကြမ်းမဆက်တဲ့ရဲ့ထီထဗျူဟာကုန်းမှာတော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းမဆက်တဲ့ကဂျက်ဖိုင်တာနဲ့ဇက်တိုက်လေးချောင်းကနေတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗါထီတွေ့တိုက်ပွဲများဟာလက်ရှိအချိန်မှာငြိမ်သက်နေတယ်လို့ပြောပါတယ်အဲ့ဒီထီထဗျူဟာကုန်းမှာအကြမ်းမဆက်ကောင်းစီတက်သားအင်အားရာနဲ့ချီရှိပြီးတော့အခိုင်အမာတက်ဆွဲထားတဲ့စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗါတိုက်ပွဲကဖြစ်နေတာဟုတ်ပါတယ်အခုတော့ငြိမ်သွားပါပြီစစ်ခွေးတွေကတော့လေရင်နဲ့ဇက်တိုက်ဘုံကျနေတယ် ်ပိုက်ပွဲကတော့ဆက်မဖြစ်တော့ဘူးတနက်တနေ့ညင်နေပါတယ်လို့ဒေတာတွင်သတင်းအေးမေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တကြံအကျုံနေမှာသခိုင်းတိုင်းတက်ဆင်မြို့နယ်လဲမရွာဖုန်ကြီးချောင်းကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်အမျိုးသမီးတအူးတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ23ရက်နေ့မွန်လယ်3:36မိနစ်ခန့်မှာတက်ဆယ်မြို့နယ်လဲမောက်ရွာဖုန်ကြီးချောင်းကိုအကြမ်းမဆက်တဲ့ရဒရအူးလေတပ်နဲ့မိထီလာရှမ်းတဲ့လေတပ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးနဲ့ဘုံကျဲတက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲတက်ခိုက်မှုအတွင်းမှာအသက်30အရွယ်မပွားဦးပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့အသက်40နှစ်အရွယ်ဦးညိုလင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒရုန်လေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့မိထီလာရှမ်းတဲ့လေတက်ကနေတက်လာတဲ့ Mi-29 Jet Fighter တစ်စီးတို့နဲ့ တန့်ဆယ်မြို့နယ်လေမရွာဖုံကြီးကျောင်းကိုလေကျောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတာအသက်30အရွယ်မပွားဦးတိတ်ဆုံးသွားပါတယ်အသက်40အရွယ်ဥညိုလင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရွှေဘိုခရိုင်အမှတ်ခွန်တရင်ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝင်းတုံမြို့နယ်ဂျိုးတောင်ရွာနယ်မြောင်းတောင်ရွာဖုံကြီးကျောင်းကိုအချက်မဲ့ဆက်တက်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာတန်ဃာတော်တပါးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ23ရက်နေ့ည9:00နာရီကမှဝင်းတုံမြို့နယ်ဂျိုးတောင်ရွာနယ်မြောင်းတောင်ရွာဖုန်ကြီးကျောင်းကိုအကြမ်းမတ်ဆက်တဲ့ကောင်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမတ်ဆက်တဲ့ရဲ့လေးကျောင်းတိုက်ခတ်မှုကြောင့်မြောင်းတောင်ရွာဖုန်ကြီးကျောင်းထိမှန်ပြက်စီးခဲ့ပြီးတော့ဆရာတော်တပါးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဂျိုးတောင်ရွာကိုလည်းဘုံကြီးကျောင်းပောက်ဝဲခဲ့ပြီးတော့ပြက်စီးမှုရှိတော့လဲမြေပြင်အခြေအနေကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့သိရပါဗျ။ဂျိုးတောင်အခြေအနေကတော့ကျွန်တော်တို့တွေဆက်လက်ပြီးတော့စုံစမ်းနေပါတယ်။ဂျိုးတောင်ကရွာထဲကို ဘုံဒီကြောက်ရောက်ပောက်ကွဲသွားပါတယ်အခုဟာကကောလင်းနဲ့ဝင်းတို့ကြားကဝင်းတို့မြို့နယ်ထဲမှာပါတဲ့မြောင်းတောင်ရွာအဲ့ဒီကဖုန်ကြီးကြောင့်ထိသွားတယ်ဖုန်ကြီးတစ်ပါးလဲဒဏ်ရာရသွားတယ်လို့ကနအူးသိရတယ်လို့ကောလင်း info ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်အောင်သာရွာကိုအကြမ်းဖက်ဆက်တကဒကြံအချိုနေညနေပိုင်းမှာဝင်းအောင်စီးနေမိရှုပ်ပြီးတော့ပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ23ရက်နေ့ညနေ9:23မိနစ်ခန့်မှာဗုဒ္ဓရင်မြို့နယ်အောင်သာရွာမှာအကြမ်းဖက်ဆက်တက်ကဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုမိရှို့ဖျက်ဆီးကာပြည်သူများကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ရဲ့မိရှို့ဖျက်ဆီးမှုကြောင့်ကျေးရွာအတွင်းမှာရှိတဲ့နေအိမ်၁၀လုံးကျော်မိလောင်ပြချခဲ့ပြီးတော့ကျေးရွာမှာရှိတဲ့ပြည်သူများကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။ညနေ9:00လောက်ကရွာကိုဝင်စီးပြီးတော့မိရှို့သွားတာပါ။အိမ်ကြီး၁၀လုံးလောက်မိလောင်ပြချသွားပါတယ်။ပြည်သူတွေထိခိုက်မှုတော့မကြသေးပါဘူး။ ပြည်သူတွေကိုလူသားတိုင်းတစားကအဖြစ်နဲ့ဖမ်းသွားတယ်ပြည်သူဘယ်နဲ့ရောက်ပါသွားလဲတော့မသိရဘူးလို့ဘူတလင် mobile team BMT ဘူတလင်မြို့နယ်ရွေးလျားစစ်ကြောင်းကတာဝန်ရှိသူတွေကရှင်းပြထားပါတယ်အဲ့ဒီအကြမ်းဆက်တဲ့စစ်ကြောင်းဟာပြည်သူပိုင်းနေအိမ်များကိုမိရှုပ်ဖျက်ဆီးပြီးတဲ့နောက်နမခဌာနချုပ်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းအကင်းဝေးပြီးတော့အချမ်းပါဆက်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ